မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူကအသေးစိတ်လိလဆန်းစစ်ဖို့ရထားတဲ့အရင်မိကတော့လေ2009ခုနှစ်ကချောင်းသာမှာဆရာတော်ဦးသူမင်္ဂလာဟောကြားခဲ့တဲ့တရားတော်အသံဖိုင်တစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ဒီတရားတော်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်အထူးသဖြင့်ဟိုဗုဒ္ဓဘာသာရဲ့အခြေခံသဘောတရားတွေအာကိုကိုအားကိုရမယ်ဆိုတဲ့အချက်อืมပြီးတော့ဂျေဇူရီယာတိတတ်မှုနောက်ပြီးအဲ့ဒီခက်အဲ့ဒီအခါကသာသနာ့ချင်းရဲ့ပေါ်ဆရာတော်ရဲ့အမိန့် ဝါရဆွဲနဲ့တိစာတွေကကွာချားပုံဒါတွေကိုအဓိကဟောသွားတာတွေ့ရတယ်ရှက်ဟုတ်ပါပြီဒါဆိုရင်တို့ဒီအချက်တွေကိုပဲကျွန်တော်တို့တစ်ခုချင်းစီနည်းနည်းစီချေထွန်းပြီးဆွေးနွေးကြည့်ကြတာပေါ့နော်ကောင်းပါပြီအဲပထမဆုံးအချက်အနေနဲ့ဘုဒ္ဓဘာသာရဲ့အနှစ်အသာရကိုဆရာတော်ဘလူမျိုးချင့်ခတ်သွားတယ်လေများသောအားဖြင့်တော့လေဘုဒ္ဓဘာသာဆိုရင်ဘုရားရဲ့တန်ခိုးတော်တို့ဘုန်းတော်ကြီးတာတို့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကိုပြင်းပြတတ်ကြတာပေါ့ဟုတ်တယ်ဒါပေမဲ့ဆရာတော်ကအဲ့ဒီအမြင်ကို နည်းနည်းလေးစင်ခေါ်သွားတယ်လို့ပဲနော်အတိအကျပါပဲရှယ်တော်ကရှင်းရှင်းပဲပြောသွားတယ်ဘုရဘာသာဆိုတာအဲ့လိုတန်ခိုးအီဒီပါကိုကိုးကွယ်တာမဟုတ်ဘူးဖျောရှင်ခြံထားခဲ့အဆုံးမအဲ့ဒီလမ်းညွန့်ချက်တွေကိုနားလည်ပြီးလိုက်နာတာကအဓိကပဲလို့อืมတရားဟောတာနာရာရဲ့ရည်ရွယ်ချက်ကိုယ်တိုင်ကိုကဖျားဘာပြောခဲ့တယ်လဲတိဖို့တရားတိအောင်အဲ့ဒါပဲလို့ဆိုသွားတယ်အဲ့ဒီမှာလေသူ့ကိုယ်တိုင်ကသူ့ကိုယ်သူမူကြောအဆင့်မဲ့ရှိသေးတယ်လို့နှိမ့်ချပြီးပြောသွားတာကလည်း တတိထားစရာပဲအဲ့ဒါကဖင်နာရှင်တရဲ့နှင့်ချမှုပုံစံမျိုးလားဒါမှမဟုတ်တရားတော်ရဲ့နည်းနည်းမှုကိုပိုပေါ်လွင်စေခြင်းလို့လားအင်းနှစ်ခုလုံးဖြစ်နိုင်တယ်လို့ထင်ပါတယ်ရှင်တစ်ဖက်ကသူ့မှာရှိတဲ့အတ္တကိုယွညွတ်သားသားမျှဝေခြင်းနဲ့စိတ်ပေါ့နောက်တစ်ဖက်မှာကြတော့ဖះဟုတ်တရားကဘလောက်ကျေပြန့်ဘလောက်နည်းနည်းလဲဆိုတော့လေဘလောက်တိတိတင်ယူစရာတွေအများကြီးကြံသေးတယ်ဆိုတဲ့သဘောကိုလည်းပြတာပေါ့โอเคโอเค တကအဆုံးအမကိုပို့ပြီးတံပိုးထားစေတဲ့ချင်းကမှုမျိုးလို့ဆိုရမှာပေါ့နော်မှန်ပါတယ်ဒါဆိုဒုတိယချက်ဖျားရှင်ဟာလမ်းပြတူတက်တက်ပဲဆိုတဲ့အချက်ကိုဆက်ကြည့်အောင်ဒါကတော့တော်တော်လေးအချိန်ကန်ကြတဲ့အချက်နော်အတ္တဟီအတ္တနောနာထောဟုတ်ကဲ့မိမိကိုသာအာကိုရာဆိုတာပေါ့ဆရာတော်ကဒီအချက်ကိုတော်တော်လေးအလေးပေးဟောထားတယ်ဒါဟိုအခြားကေတင်ရှင်ကိုအာကိုရတဲ့ဘာသာတရားတွေနဲ့အဓိကကွာခြားချက်ပဲလို့ဆိုတယ်อืมๆဖျားကနိဗ္ဗာန်သွားရဲ့လမ်းကိုပဲညွန်ပြနိုင်တယ် အဲ့ဒီလောင်ကိုယ်တိုင်ပဲကိုယ်တိုင်ပဲစူးစားပင်ပန်းခံပြီးရှောက်ရမှာဘသူမှကိုကိုစားရှောက်ပေးလို့မရဘူးကဲပေးလို့မရဘူးဆိုတာကိုထက်ခါတလင်းလင်းပြောသွားတယ်အဲ့ဒီမှာကန်တရားအကြောင်းလဲပါလာတယ်ဆိုတော့ကိုယ့်ရဲ့လုပ်ရက်ကပဲကိုယ့်အနာဂတ်ကိုဖန်တီးတဲ့ဆိုတဲ့သဘောကိုပို့ပြီးတော့ခိုင်မာသွားစေတာပေါ့ကောင်းတာလို့ကောင်းကျိုးမကောင်းတာလို့မကောင်းကျိုးဟုတ်ကဲ့အထူးသဖြင့်အဲ့ချောင်းသာကန်းချီကတငါသေးတွေကို တိုက်ရိုက်ညွန်ပြီးပြောသွားတာကတော့အင်း နည်းနည်းရဲတင်းတယ်လို့ပြောမလားဒေါက်တာလေးရဲရင်တယ်ဆိုမှာပေါ့သူရဲ့အတိကအတမွေးဝိုင်းချောင်းကိုတိုက်ရိုက်ချော်ပြပြီးတော့ပါနန်တိပါဒကန်ရဲ့မကောင်းကျိုးကိုပြောရတာကလည်းအများကြိုက်ဟောနေတာမဟုတ်ပဲအမှန်တရားလို့သူယုံကြည်တာကိုပြောချင်တဲ့ဆရာတော်ရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြတယ်။ဒါပေမဲ့ तू ကလုံးဝကြည့်မလုံးနဲ့လို့ပိတ်ပင်တာမျိုးထက်ဟိုအတိုင်းတာတခုဒီလျှော့ချဖို့ဥပနည်းလေးတွေမှာရှောင်ဖို့အဲ့လိုမျိုးတိုက်တွန်းတော်ပုံကပိုးပြီးလက်တွေချတယ်လို့ပဲနော်။ဟုတ်ကဲ့ဟုတ်ကဲ့ ငါးပါးတီလာမှာအနည်းဆုံးမို့နော်အဲ့ဒီပါဏတိပါရကံကိုတတ်နိုင်တဲ့လောက်ရှောင်းဖို့အခုတော့ကိုနီးနိုင်သမျှနီးအောင်လုပ်ဖို့အဲ့လိုမျိုးတိုက်တွန်းသွားလာကလက်တွေ့ဘဝနဲ့အဆုံးအမကိုချိန်ညှိဖို့ကြိုးစားရလမ်းညွှန်မှုမျိုးပါပဲဆိုပေမဲ့ဖះကိုရှ िख ိုးကန်တော်ချင်းရဲ့အသေးပဲကိုလည်းဆရာတော်ကပြင်ရှင်းပြသေးတယ်နော်ဟုတ်တယ်ဘာကြောင့်ရှ िख ိုးရတာလဲတန်ကိုကြီးလို့လားကဲနိုင်လို့လားအဲဒီနေရာမှာဆရာတော်ရှင်းပြချက်ကအရန်ကိုရှင်းပြီးထိမိတယ် ဖျားကိုရှိခိုးတယ်ဆိုတာလေတန်ကိုကြီးလို့ဘုံငန်ကြီးလို့ကိုကိုတခုခုလာလောက်ပေးနိုင်လို့မဟုတ်ဘူးတဲ့ဟုတ်ကဲ့အဓိကကဖျားရှင်ကအကောင်းအဆိုးအမ အမှန်ခွဲခြားသိနိုင်တယ်ဒုက္ခကလွတ်မြောက်ရာလမ်းကိုညွန်ပြပေးခဲ့တဲ့အဲ့ဒီအဖိုးမဖြတ်နိုင်တဲ့အဆိုးမတွေပေးခဲ့တဲ့ယေရှုအဲ့ဒီယေရှုကိုတိမတ်လို့ကန်တော့ရတာပါလို့ဆိုတယ်ဒါကိုပို့ပြီးတော့နားလဲသွားအောင်သူကိုတွေ့လေတခုပြောပြသွားတယ်နော်ဒေါသဖြစ်နေတော့ဖျားရဲ့ဒေါသအပြစ်ပြတရားကိုပြန်စင်စားလိုက်တော့ဒေါသငြိမ့်သွားတယ် အဲ့ဒီမှာမှဘုရားရဲ့ခြေစုပ်ကိုတကယ်နားလဲခံစားမိသွားလဲဆိုတာမျိုးဟုတ်ပါတယ်အဲ့ဒီကိုတွေ့နေဆက်ပြီးတော့ဘီလိုကန်တော့ရမလဲဆိုတာကိုပြောတာခြေစုပ်တရားကိုတကယ်သိတကယ်နှလုံးသားထဲကလိုက်လိုက်လဲလဲခံစားပြီးမှကန်တော့တာကမှတကယ်ရှိခိုးပူဇော်မှုအစစ်ချစ်မယ်อืมဒီလိုမှမဟုတ်ပဲဟိုအလွတ်ကျထားတဲ့စာတွေရွက်ပြနေတာတော့အပေါ်ရန်လှုပ်ပြနေတာတော့အနှစ်သာရမရှိဘူးလို့ဆိုလိုတာပေါ့လေပြီးတော့ ကျေးဇူးရှင်ငါဟုဆိုတော့လေပြန်ဖော်ပြသွားတယ်။ဗျာတရားတန်ကမိဘဆရာသူတို့ကန်တော့တဲ့အခါမှာလေအဲ့ဒီကျေးဇူးကိုနားလဲပြီးမှကန်တော့ဖို့အရေးကြီးတယ်ဆိုတာကအင်းဘုဒ္ဓဘာသာယဉ်ကျေးမှုရဲ့အခြေခံလေးတစ်ခုကိုပြန်အမှားရစေတာပေါ့။ဟုတ်ကဲ့ကျေးဇူးတည်တဲ့ချင်း gratitude ကဘုရားအဆုံးမမှာတကယ်လို့အရေးကြီးတဲ့အပိုင်းမှာဒါကိုလဲတွေးမဘူးလို့ကျင့်သုံးမလဲဆိုတာကိုဆရာတော်ကလမ်းညွှန်ပေးသွားတာပါပဲ။ကဲဒါဆိုနောက်တစ်ပိုင်းခုလေးကြအောင် ဒါကတော့ဆရာတော်ရဲ့အဲ့ဒီအချိန်ကသာသနာနဲ့လူဖွဲ့စည်းအခြေအနေပေါ်တုံ့တက်ချက်ပေါ့ဒီအပိုင်းကတော့တော်တော်လေးပြင်းထန်နေပြောရမယ်နော်တရားတွေပြက်ယွင်းလာတယ်လို့တော်တော်ပြက်ပြက်သားသားပြောပါတယ်ဟုတ်ကဲ့သာသနာပြင်းရင်လူမျိုးပါပြက်မယ်ဆိုတဲ့စကားလုံးအထိတော်သုံးသွားတာနော်အခြေအနေကတော်တော်အရေးကြီးနေပြီဆိုတော့ကိုသူကပြောချင်တာအထူးသဖြင့်အဲ့ဒီအချိန်ကလူတွေယုံကြည်ကိုးကွယ်နေကြတဲ့အရာတွေပေါ့ဘုမနတ်ကိုးကွယ်တာတို့ဥရှင်ကြီးတို့ရှင်ဥပကတာတို့ အဲ့ဒါဒီနပတ်သက်ပြီးဆရာတော့ဘလို့မြင်လဲအဲ့ဒီပုံကိုတွေဟာတကယ်မရှိတဲ့ဒနာရီလာပုံကိုတွေဖြစ်နိုင်တယ်ဒါမှမဟုတ်ရှိခဲ့ရင်တောင်သူတို့ကိုယ်တိုင်လည်းဒုက္ခတွေနဲ့ရင်ဆိုင်နေရတာမို့ကိုယ့်ကိုလာပြီးအကူအညီမပေးနိုင်ဘူးလို့ဆိုတယ်တကယ်ကိုယ့်ကိုကာကွယ်နိုင်တာကဘာလဲဆိုတော့သူကဆက်ပြောတယ်ဘာမြင်လဲတာကအဲ့ဒါကတော့တီလာတဲ့ကိုချင်းနီးယားစင်ကြယ်မှု morality အဲ့ဒါကမှတကယ်အန်တရယ်နဲ့ကာကွယ်နိုင်တာอืมတီလာမလုံးဂျုံမှုကအဲ့ဒီအခြေကဂျုံခဲ့ရတဲ့ဆူနာမီလို့တဘာဝဘီမျိုးနဲ့တော့ဆက်ဆက်နိုင်တယ်ဆိုတဲ့သဘောမျိုးပြောသွားတာ တီလာလုံးမှာဘေးရှင်းမယ်ဆိုတဲ့စကားကိုလည်းကိုကားသွားသေးတယ်။ဒါကတော်တော်လေးစိတ်ဝင်စားစရာရှုထောင်းမယ်။ဘေးအန်ဒီယန်နဲ့ကိုချင်းတရားကိုဆက်ဆက်ပြတာကတိတ်တော့မကြဘူးဘူး။အဲတန်ဃာရောဒီရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ရော။တန်ဃာရောဒီရဲ့အဓိကတာဝန်နဲ့ရက်ကိုရှင်းပြသွားလဲ။ပရိယတ်တိနဲ့ပฏิပတ်တိ။ဟုတ်ကဲ့။ပရိယတ်တိဆိုတာကတော့ဖျားဟောတွေကိုတင်ယူမှတ်သားပို့ချတာ။စာပေကျမ်းဂန်တွေထင်းသိမ်းတာ။စာရွက်ရပိုင်းပေါ့ပฏิပတ်တိကတော့ပฏิပတ်တိကကြတော့အဲ့ဒီတိထားတာတွေကိုလက်တွေ့ကျင့်ကြအားထုတ်တာ တရားထိုင်တာဝိပဿနာရှုတာကိုယ်တိုင်အကျင့်လမ်းစဉ်ကိုလိုက်တာမျိုးပေါ့တနည်းအားဖြင့် theory နဲ့လက်တွေ့လို့ပြောလို့ရတာပေါ့อืมอืมဆေတော်ကတန်ခါးရဲ့တခဲတာဝန်ဟာဒီနှစ်ခုပဲဖြစ်တယ်လို့အခိုင်အမာဆိုသွားတယ်ဒါဆိုရင် ID building holder တို့ရတရားခြေတာတို့အဆောင်လက်ဖွင့်လုပ်ပေးတာတို့အဲ့ဒီလိုအလုပ်တွေနဲ့အသက်မွေးနေတဲ့ယဟန်လေးကိုသူဘယ်လိုမြင်လဲအဲ့ဒါတွေကိုလုံးဝလက်မခံဘူးရှင့်တော်တော်ပြက်ပြက်သားသားဝေဖန်သွားတယ် ဒါရေဟာတန်ကအလို့မဟုတ်ဘူးသာသနာဝင်တန်းရဲ့တာဝန်မဟုတ်ဘူးလို့နောက်ပြီးတန်ကားရဲ့ကြားမှာဂုံးကနကွေပြားမှုလေးမရှိပေစီလုံးဖို့အရေးကြီးပုံကိုလည်းပြောသွားခဲ့တယ်ဒါဒီကတကယ်ကိုအဲ့ဒီခေတ်အခြေအနေ drug ရေးရင်နဲ့ဝေဖန်မှုတွေလမ်းညွှန်မှုတွေပဲဒီလိုအခြေအနေတွေကိုမြင်နေရတဲ့ဆိုရင်ရှစ်ဆက်ဘာလို့တင်လဲဆိုတဲ့လမ်းကိုရောသူညွန့်ပြတော်တယ်လားညွန့်ပြပါတယ်ရှင်အဲ့ဒါကတော့ဘုရားဘာသာရဲ့အခြေခံကျင့်စဉ်ဖြစ်တဲ့ တိတ်ခါသုံးရက်ကိုလက်တွေကျင့်ကြံဖို့ပဲသီလတမာတိပညာပေါ့ဟုတ်ကဲ့ဒီတိတ်ခါသုံးရက်ကိုနည်းနည်းလောက်ရှင်းပြပေးပါလားဘာကိုဆိုလိုတာလဲရပါတယ်ရှင်သီလဆိုတာကတော့အခြေခံကုကျင်းတရားပေါ့ကိုယ်နဲ့နှုတ်ကိုစောင့်ထင်းတာမကောင်းတာရှောင်ကောင်းတာစောင့်တာဟွန်းတမာတိဆိုတာကတော့အဲ့လိုစောင့်ထင်းထားတဲ့စိတ်ကိုတည်ငြိမ်အောင်တနည်းအားထဲမှာစူးစိုက်နေအောင် လေ့ကျင့်တာ concentration စိတ်ငြိမ်အောင်လုပ်တာပေါ့ဟုတ်ကဲ့ပညာဆိုတာကတော့အဲ့ဒီလိုတည်ငြိမ်စူးစိုက်နေတဲ့စိတ်နဲ့ယာယာရဲ့အမှန်တရားကိုထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ပညာ wisdom ကိုဆိုလိုတာပါဒီသုံးခုကတစ်ခုနဲ့တစ်ခုအပြန်အလှန်အမိတဲ့ပြုနေတယ်ပီလာရှိမှတမာရီဖြူလွယ်မယ်တမာရီခိုင်းမှပညာဖြစ်မယ်ဆိုတဲ့သဘောမျိုးပေါ့ဆရာတော်ကဒီတိခါတို့ရက်ကိုစာအုပ်ထဲမှာတိယုံစာတွေ့တိယုံနဲ့မရဘူးလက်တွေ့ကျင့်မှရမယ်လို့ပြောသွားတယ်နော်ဟုတ်ပါတယ် တရားအားထုတ်ဆရာမလိုပါဘူးစာဖတ်နေရင်ရပါတယ်ဆိုတဲ့အယူဆတွေကိုလည်းသူကဝေဖန်သွားတယ်လက်တွေ့မကျင့်ရင်တရားအားမထုတ်ရင် မတရားတာတွေပဲလုံးမိနေမှာဆိုပြီးတော့သတိပေးသွားတယ်ယင်တဲ့ကဗျာဆိုတဲ့တုံတုံလေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဘာကိုဆိုလို့ချင်တာပါလဲအဲ့ဒါကလည်းအပြန်ပါမှတီထားတဲ့စေတီပုထို့ယုတ်တုစင်တူရီထက် လူရီရဲ့အတွန်းစိတ်ထဲမှာဖျားရဲ့အဆုံးမအတိပညာ ကင်းအောင်နေဖို့ကပိုအရေးကြီးတဲ့ဆိုတာကိုပြောချင်တာလူရီရဲ့ရင်ထဲမှာအသိဉာဏ်ပညာတိုးပွားအောင်လုပ်ပေးတာကမှတကယ်စစ်မှန်တဲ့ဖျားတီတာဖြစ်တယ်လို့ဆိုတယ်။ဒါကိုဖို့ရှင်းအောင်သူဥပမာပေးသွားသေးတယ်နော်။ဟိုအာဖဂန်နစ္စတန်လိုနေရာမျိုးမှာရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ကြီးတွေအများကြီးရှိပေမယ့်ဟုတ်ကဲ့အဲ့ဒီမှာဗုဒ္ဓဘာသာဝင်တယောက်မှမရှိတော့ဘူး။ဆိုတော့အပြင်ပန်းရုပ်ဝတ္ထုတွေဘလောက်ကြီးကျယ်နေပါစေလူတွေရင်ထဲမှာအဆုံးမမရှိရင်အလကားပဲဆိုတဲ့သဘောမျိုး။မှန်ပါတယ်ရှင်။ ဒီကနေ့ပညာရဲ့တော်မူကိုစပြောသွားတယ်ပညာဆိုတာတိထယုံ တထယုံနဲ့မပြီးဘူးတီအတုံးချမအတုံးချအတုံးချမတော်မူရှိဆိုရဲဆိုတော့ကအဲ့ဒါကိုဆိုလိုတာပဲကိုတိထားတဲ့ပညာကိုလက်တွေ့ပေါ်မှာအတုံးချနိုင်မှအဲ့ဒီပညာက တကယ်အတုံးဝင်ပြီးတော်မူရှိလာမှာဒီချက်ကဒိုင်ကဒိုင်ကမာရီတွေ့ရောတန်ကားတော်ကြီးအတွက်ပါနှစ်ဖက်လုံးအတွက်မှန်တယ်လို့ဆိုလိုပုံရတယ်ဟုတ်ပါပြီအလူရှင်ကြီးကပစ္စည်းလေးပါလို့တယ် တန်ဃာတို့တွေကအဲ့ဓာတွေကိုသုံးဆောင်ပြီးရင်ပရိယတ်တိပฏิပတ်တိဆိုတဲ့သာသနာတာဝန်ကိုကျေပွန်တော်လို့ရမယ်။ဒီလိုမှမဟုတ်ရင် အလူရှင် အကျိုးနည်းသလိုတန်ဃာတို့မှလည်းအဖြစ်ကြီးတယ်ဆိုပြီးနှစ်ဖက်လုံးရဲ့တာဝန်ကိုတရိပ်ပေးသွားတာ။တော်တော်လေးပြည့်စုံတဲ့တရိပ်ပေးမှုတွေပဲ။ကဲအခုတရားတော်တွေကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပြီးတင်ငန်းစာယူစရာဖြစ်ဆုံးဇလန်တပုံးလို့ပြောရမယ်။ဝင်ကြီးတာပုနာအကြောင်းဟုတ်ပါပြီ။ဝင်ကြီးတာပုနာ ်သူကတာမမဟုတ်ဘူးနော်အဖေစီကဝါရ900အမေစီကဝါရ900စုစုပေါင်းဝါရပေါင်းထောင်ကိုကျွမ်းကျင်တယ်ဝါရထောင်ဟုတ်ကဲ့ဒါရီမကသေးဘူးလူသေးရဲ့ဥခေါင်းကွန်ကိုလက်နဲ့ခောက်ပြီးအဲ့ဒီလူပေပုံရောက်နေတယ်ဆိုတာပြောနေတဲ့အတတ်ပညာရှိတယ်အဲ့ဒီပေါ်မှာသူကမာနအရန်ကြီးနေတာကြောက်စရာပဲဒီလောက်တက်ကြွန့်ဒီမာနကြီးနေတဲ့ဝင်ကြီးသားဖျားရှင်နဲ့တွေ့တယ်ကဘာဆက်တွေ့လားဖျားရှင်ကိုတော့တွေ့ပြီးသူအတက်နဲ့ဆန်းကြည့်တာပေါ့ ဖျားရှင်ကဝင်ဂီတာရဲ့အတက်ကိုရောသူ့အတက်ရဲ့အကန့်အတက်ကိုရောတည်တော်မူတယ်။ဝင်ဂီတာကိုမေးခွန်းတွေပြန်မေးပြီးတော့နောက်ဆုံးမှာဝင်ဂီတာဟာသူ့အတက်ပညာရဲ့အားနည်းချက်အကန့်အတက်ကိုတည်သွားပြီးဖျားရှင်ကိုအရှုံးပေးတောင်းပန်လိုက်ရတယ်။အရင်တော့ရဟန်းဝတ်သွားတယ်ဆိုပါတော့ဟုတ်ပါတယ်။ဖျားရှင်မှာတပည့်ခန်းတင်ကန်းဝတ်တယ်။ဖျားရှင်ကသူ့ရဲ့မာနကိုချဖို့တကယ်အမှန်တရားကိုတည်ဖို့အတွက်ခနာကိုရဲ့အစိပ်ပိုင်းဖုံးစံနဲ့ပါကိုယွန်စီယာအဖြစ်ရှုမှတ်တဲ့အတုပကမ္မထံကိုပေးလိုက်တယ်။ ။ဝင်ဂီတကမာနာကြီးတလောင်းညာလက်ထတ်တော့၃ရက်တည်းနဲ့အဲ့ဒီကမ္မထန်းကိုစီဖျန်းပြီးရဟန္တာဖြစ်သွားရော့။၃ရက်တည်းနဲ့ရဟန္တာဒါတကယ်အံ့ဩစရာပဲ။ဒီဇလန်ကနေဆရာတော်ကအဓိကဘာကိုပြောချင်တာလဲ။ဝါရနဲ့တစ္ဆာကွာချပုံကလား။ဖျားပြရတဲ့တစ္ဆာတွေက the truth နဲ့ယဉ်လိုက်ရင်လုံးဝအနစ်မရှိဘူး။အပေါ်ရန်အတိတွေပဲဆိုတာကိုပြချင်တာ။ဝါရဆိုတာကသူများပြောတာကိုယုံကြည်လက်ခံထားတဲ့အယူဆအစွဲတစ်ခုဖြစ်နိုင်တယ်။မချင်မမဲလွဲချင်လွဲမယ်။ဟုတ်ကဲ့ ဒါဒီပဲသစ္စာဆိုတာကတော့ကိုယ်တိုင်လက်တွေ့ကျင့်ကြံစ조사အားထုတ်ပြီးမှကိုယ်တိုင်သိမြင်ရတဲ့ဒုက္ခကလူမြောက်ဆင်နိုင်တဲ့တကယ်အမှန်တရားဖြစ်တယ်။ဒါတကယ်ကိုအရေးကြီးတဲ့ချက်ပဲ။ဝါရဆွဲ dogmatism နဲ့တကယ်အမှန်တရား truth ကွာခြားပုံကိုဒီဇလန်ကတိတ်ကိုထင်ရှားစေတယ်။တရားတော်ရဲ့နောက်ဆုံးပိုင်းမှာတော့တူးချင်းစီရဲ့တာဝန်ယူမှုကိုတိုက်တွန်းသွားတယ်နော်။ဟုတ်ပါတယ်။ဆရာတော်ကသူမြင်ဟဲ့ရတဲ့ပျက်စီးနေတဲ့သာသနာနဲ့လူအဖွဲ့အစည်းကိုပြန်ကောင်းအောင်လုပ်ဖို့ဆိုရင်လေ သူများကိုလက်ညှိုးထိုးဝေဖန်တာသူများကိုလိုက်ပြင်ဖို့စ조사တာထက်ကိုယ်တိုင်ကစပြီးဖះအဆုံးမအတိုင်းနေဖို့အကျင့်ဖို့လိုတယ်လို့တိုက်တွန်းသွားတယ်။ဟွန်းပြုပြင်ပြောင်းလဲမှုကိုကိုစီကစရမယ်ဆိုတဲ့သဘောဟုတ်ကဲ့အတာနာဝကရံပပန်ဆိုတဲ့ဂါထာလိုပေါ့ကိုမကောင်းတာလုံရင်ကိုပဲညစ်ပတ်မယ်ကိုမလုံရင်ကိုပဲစင်ကြဲမယ်စင်ကြဲမှုမစင်ကြဲမှုကကို့ပေါ်မှာပဲမူတည်တယ်တခြားသူကကိုကိုလာပြီးစင်ကြဲအောင်လုပ်ပြလို့မရဘူးဆိုတဲ့သဘောပါပဲတကယ်ပြည့်စုံတဲ့တုံသက်ချက်တွေပါပဲ ဒီဆွေးနွေးမှုတစ်ခုလုံးကိုပြန်ပြီးတော့ချုပ်ကြည့်ရရင်ဒီတရားတော်ကနေကျွန်တော်တို့ရနိုင်တဲ့အဓိကအနှစ်ချုပ်သတင်းစကားကဘာတိမလဲခင်ဗျာအဓိကသတင်းစကားကတော့လေဘုထောပါဇာဆိုတာအပင်မအခမ်းနာတွေအယူတီကိုယ်ွယ်မှုတွေဒါမှမဟုတ်တန်ကိုးပြက်ကြတဲ့မဲ့သူကိုမျောလက်နေတာမျိုးမဟုတ်ဘူး ဟုတ်ကဲ့။ဒါဖျားရှင်ရဲ့အလွန်တန်ဖိုးကြီးတဲ့လက်ညွန့်အဆုံးမတွေကိုကျေးဇူးတရားသိမြင်ပြီးနားလည်အောင်ကြိုးစားပြီးကိုယ်တိုင်ပဲလက်တွေ့ဘဝမှာကြင်ကြံအားထုတ်ရမယ်လက်တွေ့ကြတဲ့လမ်းစဉ်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ကိုယ့်ရဲ့လွတ်မြောက်ရေးဟာကိုယ့်ရဲ့ကြိုးစားမှုအပေါ်မှာပဲမူတည်တယ်ဆိုတာကိုအထက်ထက်ပြောသွားတာတွေ့ရပါတယ်ရှင်။တကယ်ကိုမတားလိုက်နာစရာတွေပါ။ဒီနေ့ဆွေးနွေးမှုကနေအသိအမြင်တွေအများကြီးရလိုက်ပါတယ်။ကဲနောက်ဆုံးအနေနဲ့ပြောလေ။နားထောင်နေသူတွေအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ခြင်းနဲ့ ဟိုဝင်ဂီတာဇလန်လေးကိုအခြေခံပြီးတော့ဟုတ်ကောင်းပါရဲ့ရှင်ဝင်ဂီတာကသူကျွမ်းကျင်နေထင်ခဲ့တဲ့ဝါရီအပေါ်မှာအယံကိုယုံကြည်မှုလွန်ကဲပြီးမာနတွေတက်ခဲ့တယ်ဒါပေမဲ့တကယ်သစ္စာတရားနဲ့ထိတွေ့လိုက်တော့အဲ့ဝါရီဟာအနှစ်မရှိရဲ့အဆွဲတွေထိနေမှန်တည်သွားတယ်ဟုတ်ပါတယ်ဒီတော့စဉ်းစားစရာကလက်ရှိကိုယုံကြည်ကင်ဆွဲထားတဲ့အယူအဆတွေအတွေးခေါ်တွေရှိကြမှာပေါ့အဲ့ဒီအရာတွေဟာ သူများပြောလို့ပေါ်ဝင်းကျင်ကဒီလိုပဲလှုပ်ကြောက်လို့ကိုကလိုက်ပြီးတော့ယုံကြည်လက်ခံထားတဲ့ဝါဒတွေပဲများနေမလားသူတီးမဟုတ်ကိုရိုင်းကအဲ့ဒီအယူဆတွေကိုတေချာစင်ကျင်သုံးသပ်ပြီးပြီလားလက်တွေ့ဘဝနဲ့ကိုင်ညီရဲ့လားအချိုးတင်အကြောင်းတင်ရှိရဲ့လားဆိုတော့ကိုတေချာစဉ်းစားပြီးမှအတီးပြုတ်ပြီးမှလက်ခံထားတဲ့တက်စာလို့ခေါ်နိုင်မဲ့အမှန်တရားမျိုးတွေရောကိုစီမှာဘလောက်များများရှိနေပြီလဲอืม အဲ့ဒါလေးကို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 ပြန်လဲစမ်းစစ်ကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့အတွက်ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ကြရအောင်နော်ဟုတ်ကဲ့ပါခင်ဗျာ